ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ Japan Audio Book Channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှ တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာစုငတ်ရေးသားထားတဲ့လောကနဲ့နာ ကမ်းမလေးကလေးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာဆုံးတင်ဆက်ပေးမှာဖြစ်ပါရရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။ဗကန်ရဲ့နေဝင်စည်းစာအလှကိုကျွန်တော်တို့ဟာမင်းနဲ့သူအနန္တပညာပြားပမ၎င်း မျိုးတဲကရွှေဟောင်းကြီးဖျားပုံမှာ၎င်းကြိရှုခန်းစားကြပါတယ်။ဧရာဝတီအနောက်ဘက်ကတန့်ချီတောင်နှမ်းပေါ်နေလုံးနေနေဟာတဲ့ဤရှောချစင်ကတန့်ချီဆိုတော့မြဲစီရီချေရင်ရောက်တဲ့အခါမှာတော့သူ့ရဲ့ဗရံများရည်များကိုဖောက်ချပူဇော်ကခေါ်ရကျုံးစီငုတ်ရှုသွားတဲ့အထိကျွန်တော်တို့ဟာတောက်ဆုံနေရာဆုံးမှာတမတ်မော့မော့ခန်းစားလို့မဝနိုင်ရှိကြပါတယ်။တဏ္ဏနဲ့မှာတော့လောကနန္ဒစီတီချေတော်ရင်က ကိုအောင်မင်းတို့ထမင်းတုတ်ဆန်လေးမှာ ထမင်းတုတ်စာရင် လောကနဲ့နာစိတ်ကန်းရင်ပြန်ပြူးကျဲပြောတော့တဲတော်မြင့်ကြီးကို စိတ်ဝင်စားမိပါတယ်တဲတော်မြင့်ကြီးကအေယာဝတီမြစ်ထဲကိုတွန့်လင်ကောက်ခွေးကလှိတ်ဆင်းနေပါတယ်တောင်ပြင်းနဲ့မြေကြီးကနယ်နမိတ်ကမဖြောင့်စင်အချိုင်ဝမ်းဖြစ်ပါတယ်အမြောက်ဖြစ်ဤအလိုက်ဖြစ်ဤတောင်ပြင်းပေါ်ကရင်းရင်းပြင်းပြင်းပြိုင်နေညီကောင်းငင်ပြင်းကရင်းရင်းပြင်းမျက်နှာကြောင်ကြောင်တိန်တောင်တိန်လင်းရဲ့အကိုရဝိုင်းတန့်ချီတောင်နှံရဲ့အနေအမြင့် ောင်ကဆန်းရဲ့အလိုက်အမြောင်များကအချိုးကျလက်ပနေပါတယ်။လောကနန္ဒစိတ်ကံရဲ့တောက်စားမှုကကျွန်တော်တို့ကိုပြူစားခံရကဆလတ်စာသမင်းတုပ်ကိုပင်လက်စမတက်နိုင်မဲကင်မရာအိတ်ကိုလွှဲပြီးကင်မရာဆောင်တစ်ချောင်းအပြည့်အလွာဆင်းမိကြခြင်းကလှေကလေးကိုဂျနိတန်အောင်မဲတမင်းမြေဒတိယချင်းရဲ့အစပင်ဖြစ်ပါတော့တယ်။တောင်မြင်ပေါ်ကခက်ကန်းကန်ဝလုံးတိုင်လေးမှာချီနောက်ချင်းခံရတဲ့လှေကလေးရဲ့မင်းမပေါင်းမိုးလေးရှိပါလျက်ကဲနဲ့ ပေါင်းမိုးပေါ်မှာပစိုးအလေးတစ်ထည်လွှမ်းထားပါလျက်နဲ့ပဲ့ပိုင်းကမိဖို့မှာထင်းအတူစကမိကိုတလူလူထွက်နေပါလျက်နဲ့မိဖို့ဘော်ကမြေကရမင်းညညမှာရှင်နေပပွဲဆူနေပါလျက်နဲ့မိဖို့ဘေးကတံများလေးပေါ်မှာငါးသသေးလေးတွေအချောက်လန်းထားပါလျက်နဲ့လှဲ့ဦးကထင်းတို့ထင်းစာတစည်းပေါ်ဝါကမောက်စုပ်လေးတလုံးတင်ထားပါလျက်နဲ့မင်းရဲ့ပေါ်မှာမင်းအရှင်တခင်မရှိပါလားကွယ်ပေါင်မိုးအောင်ငုတ်ကြည့်လိုက်ပါရဲ့ လူသူမတွေ့ဟောခုနားမှာရေကူးနေသူကလှင်ရှင်လာအော်ဟစ်မေးလိုက်ပါရင်အဖြေကမသိပါတဲ့ဒါဖြင့်ခက်လန်းလန်းကငားမြနေသူလားသူကလည်းတုတ်တုတ်မလို့အရှင်မရှိတော့လေကလေးကိုဖြင့်စွဲမှတ်နေပါတယ်တကယ်တော့လေကလေးဟာဟိုအောက်တလန်ကွာလောက်ကတောင်ချိုးလေးမှာရှိနေတဲ့မာရင်ကိုယ်ဝိုက်ဆင်းသွားတော့တောင်ချိုးမှာလေကလေးရှိခြင်းကရှုခင်းရဲ့ညာဘက်တွေမှာတစ်ဖက်လေးနေစီမဲ့တန့်ချီတောင်ထုံနဲ့ အလေးချိန်မျှပေးစီပါတယ်။တိမ်ဆိုင်တိမ်ခဲတို့တလိမ့်လိမ့်တက်လာပါတယ်။နနခင်းနေချီနုကလှန်ကောင်းဖြူတွေကိုရွှေအောင်ဆိုးပေးပါတယ်။ဟိုဘက်ကမှတန်ငါလေးကလေးတွေခက်ပြပြမြင်ရပါတယ်။ဒီတောင်အခွင့်မှာသာလေးကလေးဖြစ်လိုက်ရပါက သူဟာလေဒီအလှပြိုင်ပွဲမှာဩဘာပေးခံရမှာတေချာပါတယ်။လေးကလေးကိုထင်မော်စီလိုပြီးစင်မော်တက်စီလိုတော့လေအရှင်းမရှိတခေမရှိအနာပဝင်ချင်းဟျော့ခေါ်ပါတော့လေ စိုးစင်များပြန်လည်အပြည့်ပေးနိုင်သူမရှိ သို့သောနေလုံးအရှင်းလာပါတယ်ရွှေရောင်တွေကျွေတရက်ကျွေလာပါတယ်လှိုင်းတွေလူတရက်လူးလာပါတယ်အလားဆုံးအားထာဝရမဟုတ်တက္ကနာသာဖြစ်ပါတယ်မကြမီရင်းအိုမှိုင်းသွားကြတော့မယ်အခွင့်ရေးကနှစ်ခါလာရုံမရှိ မတက်နိုင်တော့အရှင်မရှိတော့လက်ကလေးကိုဝက်လုံးတိုင်လေးကလွတ်လပ်ခွင့်ပေးလိုက်ပါတယ်အချော့အနာကင်းနာနဲ့တပြိုင်နက်လှိုင်းအတက်မှာတစ်ချက်ခုန်လိုက်ပါတယ်လေဥကိုဖိကန်က ရေစံအတိုင်းဥထုတ်လိုက်ရပါတယ်။တုံသွားပါတယ်။အဲ့ဒီနောက်ခက်ဆက်ဆက်ရေမှာလေကလေးကို မနိုင်တနိုင်ဆွဲခေါ်လာပါတယ်။မငိမ့်မတက်တော့လဲမငင်းမဆန်းလိုက်ပါလာပါတယ်။ဒီအချိန်ထိအရှင်မပေါ်လောင်။ဒီအချိန်မှာအရှင်ပေါ်တော့လဲကိစ္စတော့မရှိတောင်းပါယုံတော့။တောင်းချိုးထီတော့သူ့လေကလေးခေါ်ယူသွားဖို့ခွင့်ပြုရန်သာစူးစမ်းကြရတော့မယ်။တောင်းချိုးရောက်ရင်တော့ရေကတိတ်လုံးပါတယ်။လှိမ့်တဲ့ရေဆက်ကို တလံမြပင်မထားရနိုင်တော့လှေဝမ်းနဲ့သဲပြန်ပူဆွမ်းရပါတယ်။တောင်ချိုးမှာတော့လှေကလေးကိုလိုချင်တဲ့အနေထားရအောင်ခေါင်းဆောင်ရတော့တယ်။အဲဒီနောက်ကင်မရာမှန်ဘလူးကတဆင်မြင်ရတဲ့ပုံရိပ်ကိုချောင်းကြီးပေါက်ကနေတဆင်ကြည့်မိပြန်တော့လောဘကမတက်နိုင်ကြသေး။လှေကလေးဘေးမှာလူတယောက်ကို ထားချင်ပြန်မသေးရဲ့။ဒါကတော့မခရင်ထောက်တို့ထောက်ရှိပြောင်းတို့ပြောင်းရှိအိုးကြီးအိုးသေးတွေနဲ့ကျွန်တော်တို့တွေကိုအံ့ဩငိမ့်မောနေရဲ့။ တေရီပြစ်ဆရာရွာကကလေးတွေရှိတယ်။သူတို့တဲကလူကောင်ကြီးကြီးကလေးတယောက်ကိုဆွဲဆောင်တော့အာသက်တရရှိလာတယ်။လုံကြီးကိုတူတူပြင်ဝစ်တယ်။ရေထဲဆင်းရမှာမို့ဖနက်ကို ချက်လိုက်ပါတယ်။လှေကလေးစီကိုပြေးသွားတယ်။လှေဦးကိုကင်နေမဟုတ်တည်းလှေပဲ့ကိုကင်နေအချုံးမကြတဲ့လှေပေါ်တက်ဖို့ခရောင်းကြိုက်တယ်။တဘာဝမကြခရောင်းကြိုက်ဖြုတ်ခိုင်းရတယ်။လှေကလေးဥပိုင်းထင်းစည်းပေါ်ကဝါခမောက်စုပ်လေးစောင်းခိုင်းရတယ်။ပြီးတော့ လေထဲကထင်းစည်းလေးမှပြီးကမ်းဖတ်တင်လာခိုင်းရတယ်။ဟုတ်ပြီ။ကျွန်တော်တို့ကင်မရာများစီကရှက်တာအလင်းတကာဖွင့်သွားတယ်များပြိုင်နူးထွက်ပေါ်လာပါတယ်။အနားကြည့်နေသောကလေးအုပ်စုက၄ငါးနဲ့အရွယ်အင်ကြီးမပါဘလာကိုဒီကလေးတယောက်ကိုလှေကလေးစီပြေးခါရပြန်နေ။ကလေးကအာရဝန်တာပြေးပါတယ်။လှေနာကလေးကလည်းကင်ထားတဲ့ထင်းစည်းကြီးမားရမလို့ချားရမလို့ကုန်းကွက်ကွက်တောင်မြေကကလေးကလည်း လှေကလေးနာရောက်လူပြီကျွန်တော်တို့ဟာကင်မရာခလုတ်များပေါ်လက်ညိုးတွေတင်လိုက်ကြပါတယ်ပြေးပြေးဟုတ်ပြီဟုတ်ပြီအကြီးရလေထင်းစီမချနဲ့ထင်းစီမချနဲ့ကင်မရာမကြည့်နဲ့ဒီဘက်မကြည့်နဲ့လက်ညိုးတွေစီဖီအားတွေစီစဉ်သွားပါတယ်အလင်းတကာဖွင့်လောက်တဲ့ဖီအားကလက်ညိုးစီကိုစောင့်ဝင်လို့ဟာအံအားတဲ့အာမေနိတန်တဲ့သူတကယ်များအသက်ရှူမကကြောက်သွားကြပါတယ်ကုန်းမော်က ဘယ်အချိန်ပြီးစင်းလာမှမသိတော့ခွေးဝါကြီးတကောင်ကတော်ဟုန်ထိုးပြေးကစုံလူစုံစဲကလေးညောင်ကြဝင်ပြီးမတ်တပ်ရက်ကခုံထွက်ပါတယ်။အာမနိတ်တန်တွေနဲ့အတူလက်မျိုးတွေကကင်မရာခလုတ်တွေကိုဖိနှိပ်လိုက်ကြမှန်းသတိမထားမိကြ။ခွေးကတောင်ကန်းတစ်ချောင်းမြူးထုကပြေးလွှားနေစိန်။အဝေးရောက်မှခြောက်ကနေလှည့်လာပြီးကလေးတွေနဲ့မတ်တပ်ရက်ကစော်ကစားနေစိန်။"အော်၊ကစားဘော်တွေနေမှာပေါ့။ကျွန်တော်တို့အတွက်တော့ ြည်နဲ့လွန်းလားစွာသောထပ်ပုံကောင်းတွေရနေပြီမို့ပျော်ရွှင်မြူးထူးနေကြစဉ်ဒီအဖြစ်ပြက်ကိုထမင်းတုပ်ဆိုင်လေးမှာ ပြန်ဝင်ပြီးပိုကာအချိုရီဘူးတောက်သူတောက်ဘီယာဘူးဖွင့်သူဖွင့်ပြီးစားလို့ပြတ်မဆုံးတော့တို့တော့တယောက်ကတတိပေးလိုက်တော့အားလုံးကတတိရသွားကြတယ်ဟုတ်ပေတာပဲလှေကလေးကိုမူလနေရာမှာပြန်မမထားမိခဲ့ကြပဲကုညီရဲ့ကလေးတွေကိုမုတ်ဖို့မှမပေးမိကြလိမ့်ပဲ ဒီခံစားမှုဟာဓာတ်ပုံကောက်ချောင်းရယူပိုင်ဆိုင်လာမဲ့စုတစိတ်တွေအဲ့ဒီစုတွေနောက်ကဒေါ်လာရာချီထောင်ချီတွေကြာကြကြမကန်ပြောက်ခွေသွားလျော်တယ်။သမင်းတုတ်ဆိုင်လေးမှာစိတ်ကြမာယူစားတော့ကြပြီးရဲ့နောက်တဲခိုရနေရာရောက်တော့နေ အတော်မြင့်လေပြီ။ဒီကနေ့ညနေဘူးပြားစိတ်ကမ်းမှနာပြီးညစာကိုမြရယတနာမှာပဲအေးစစ်စစ်စားကြပါမယ်။မနေ့ပြန်မနေ့ပိုင်းမြင်းကဘာဘတ်တို့လဲဘက်ကဓာတ်ပုံရိုက်ကြပြီး ညနေဆောင်ရင်ဖြစ်လောကနနာစိတ်ကန်းကပဲဗကန်နေဝင်ချင်းကိုထပ်မံခန်းဆောင်မှတ်တမ်းတင်ကြဖို့ဆုံးဖြတ်ထားပါသည်။ဤသို့ဖြင့်ဗကန်ရဲ့စရုပ်ရနေ့ကိုဆုံးသက်ပြီးရှမ်းပြည်နယ်ပဲဆက်ကြဖို့ဖြစ်ပါသည်။ဒီကနေ့ညဟာလည်းအခါတိုင်းညများလို့ဗကန်ဟာချိုးစိတ်နေပါသည်။တမနက်ခင်းလုံးမင်းနန်းသူတော်ဝိုင်းမြင်ကပါတော်ဝိုင်းခြေရထအောင်လှည့်လေကြပြီးတဲခုကန်းဝင်ရေမိုးချိုးပြီးနောက်နားနေကညနေဆောင်တာနဲ့လောကနန္ဒာတို့ဆင်းခဲ့ကြပါသည်။ ထုံးစံအတိုင်းကိုအောင်မင်းတို့ဆိုင်လေးမှာစတဲ့ချနားနေကစားချင်စိတ်ရှိတဲ့အကြော်တော်တွေမှားထားခဲ့ကြပြီးနောက်ကန်းဆက်တို့ဆင်းခဲ့ကြပါတယ်။နေအတန်ဆောင်းသွားပြီးမို့ကန်းဆက်မှာလူသူချင်းစပြုပြီးဆစောကမှရောက်လာတဲ့ခီးရွာလမ်းညွန်ဖွဲ့ရဲ့ကားတစ်စက်မှာနိုင်ငံခြားသား၄၅ဆန်ဦးခန့်သာကန်းနာတမင်ပေါ်နေရာယူနေကြပါတယ်။သူတို့လည်းနေဝင်ချိန်ကိုခန့်စားကြဖို့ဖြစ်ပါလိမ့်မယ်။ကျွန်တော်တို့ကတော့မနေ့မနက်ခင်းကနေရာ တောင်ချိုလေးကိုပဲသဘောကျပါတယ်။ကြလာမယ့်နီလန်းချောင်းကိုမှန်းစကြည့်တော့တောင်ချိုလေးနေရာကအကောင်းမှုဆုံးဖြစ်ပါတယ်။ကြာနေသည့်မြန်တော်ချောင်းပြင်ဆင်စရာရှိတာများပြင်ဆင်ကင်မရာအမျိုးအစားမှန်ဘလူးအမျိုးအစားများ စစ်ဆေးကအသည့်အနေထားတို့ရအောင်နေရာယူထားကြပါတယ်။တပတ်ကန်းကမြင်နေရတဲ့လှေကလေးတွေရဲ့အဆက်ပြောက်တွေဟာလေဟိုးအဝေးရွာကလေးစီကိုပြောက်ွယ်သွားတာပေါ့။လောကနန္နာကန်းမှာခြေတော်ရင်ရေဆက်မှာလဲ တန်ကလေးကိုရိုလေးတွေကြက်တောင်ဆိုင်နားကြပေါ့အလင်းရောင်က ဖြတ်တော့ပါလျာတထက်ပါလျာလာပြန်ပြီပေါ့တောင်ချိုးလေးမှာတော့လာကြီးပြတစ်ချက်ဖြက်ကတ်ထားသလိုကြနေအောင်တလက်လက်ဟောဒီတောင်ချိုးလေးမှာတော့ဒီရက်တိုင်းအထီးကျန်ထားရင်ဘလို့မှလှမှာမဟုတ်လေကလေးကိုပဲတတိယမိပါတယ်လေကလေးဘက်မှာလည်းမနေ့တုန်းကတော့ကိုယ်ဆန္ဒပြီးပြီးဆုံးတာနဲ့လေကလေးကိုမေးထားခဲ့ကြပါတယ်အလိုဆန္ဒရှိလာပြန်တော့လေကလေးကိုတန်းထားမိတာ လူတဘာဝပဲဖြစ်ပါလိမ့်မယ်။လှေကလေးကတော့မပြောင်းလဲ။လှေကလေးကမနေ့ကမူလနေရဝလုံးကန်းကန်းလေးအချိန်နေမှာပဲငြိမ်သက်နေပါတယ်။သို့သောမိခုံးငွေတွေကတော့လှေကလေးပေါ်ကဥလျက်ထွက်နေပါတယ်။အချိန်မရှိတော့နေကြတော့မယ်။လှေကလေးပေါ်မှာတော့မနေ့ကလိုမဟုတ်အရှင်ရှိပုံရတယ်။မိဖို့ဘေးကလှုပ်နေတော့အရေးကိုလမ်းမြင်ရတယ်။မနေ့ကသူ့လေးကို လူမသိပဲယူပြီးပြစ်ထားခဲ့တာသတိမရအောင် ော်ဒီတောင်ချိုးမှာပဲလှေကလေးရောက်လာဖို့လိုရင်းဖြစ်ပါတယ်။ဖြိုးလှေရှင်လှေရှင်ရှိလားကိုပေါင်းခမညာခမညာလှေကလေးကိုဟော်ဒီနာဆွဲယူခဲစမ်းပါဖြိုးဓာတ်ပုံရိုက်ချင်လို့မြ мян လေးပြမြ мян လေးလှေကလေးပေါ်ကအချိန်ဟာလှလှချာချာဖြစ်သွားပါတယ်။ရေထဲကိုဆင်းတာဖြစ်မယ်။လှေဥကကျိုးလေးဖြစ်တာဖြစ်မယ်။ခက်လန်းလန်းမို့တက်တဲကွက်ကွက်မမြင်ရခဏနေမှလှေဥကကျိုးဆဲပြီး လေကလေးကိုတောင်ချိုးလေးစီဆွဲလာမှဟင်းချရတယ်။ဟုတ်ပြီဟုတ်ပြီဆွဲလာခဲ့ပါဆွဲလာခဲ့ပါဖြည်းဖြည်းခါးလေးကိုဒီထက်ကုန်းကန်အောင်ကုန်းကန်အောင်အားဆိုင်ဆွဲလာတဲ့ပုံစံမျိုးကင်မရာမြင်ခွင့်အတွင်းမှာတော့တန့်ချီတောင်အမောင်ရိပ်များပေါ်ကကောင်းငင်ဟာရဲရဲနေညည့်ရည်ပြင်ကလည်းရဲရဲနေဒီဘက်ကန်းဆန်တောင်ချိုးခွေမှာတော့လေကလေးဆွဲလာသူလေကလေးဥကခွဲခွာတော့လှိုင်းတွေကပရံများမြင့်ပြင်ကိုအစိမ့်စိမ့်မောမော ဖြစ်သွားပါပကောနေလုံးဟာတည်ရျော်လာပြီကင်မရာတွေလည်းမောင်းတင်လိုက်ကြပြမီရေစီးအားကြောင့်တောင်ချိုကလေကလေးဥလေသွားပါတယ်မြင်ကွင်းနဲ့ကန့်လန့်အနေထားရှုံရင်းသွားပါတယ်လေးစရာဥလေးကြီးရေစင်းမီလေးကိုထိမ့်မအောင်ဟုတ်ပြီဟုတ်ပြီလေးဥကိုဒီဘက်နဲ့နဲ့ယိုင်ပေးပါ လူမပါချင်ဘူးဖြစ်နိုင် လေကွယ်ပြီးတော့ရေထဲထိုင်ထားလိုက်ထိုင်ထားလိုက်ဟုတ်ပြီဟုတ်ပြီရပြီရပြီခဏလေးထိန်းထားပါအောင် ်5မိနစ်လောက်မှန်ဘူးလဲမယ်ခဏလေးဦးလေးကြီးရေခဏလေးဤတို့ဖြင့် နေလုံးနေနေတန့်ကြည့်တော့ကန့်လန့်ကမကွဲမီဖလေကလေးကိုပဲကန့်လန့်တစောင်းဦးလေပဲ့လေအနေအထားမျိုးမျိုးကိုလှေရှင်အားစိတ်တန်းကြတီးခိုင်းတာပြီးရက်လိုက်ကြတာမူးဆုပ်ဆုပ်မောင်ကဟောဟိုကျွန်းချောင်းဆက်ရုံနေစီကမီးပွင့်နေတလက်လက်ဖြစ်လာတဲ့အချိန်ပဲဖြစ်ပါတယ်လူသူလေးပါမရှိတော့ပဲကျွန်တော်တို့ကြီးတာမောင်ကြီးထဲမှာကင်မရာပစ္စည်းတွေတင်ဆက်ကြတော့ လေကလေးလည်းသူ့နေရာသူတရွေ့ထွက်ခွာပါတယ်။ဒီအချိန်မှာသတိရလို့ပတ်စံအိမ်တွေဖွင့်ကြတော့အိတ်တွေကကိုအောင်မင်းတို့ထမင်းတုပ်ဆန်လေးပါပဲကြံရနေပါတယ်။စစ်စစ်ပပောက်ရှာပြီးမှ15ကျက်တန်လေးနှစ်ရွက်ထွက်လာပါတယ်။အဖော်တွေကကင်မရာအိတ်တွေတနစ်တဘိုးထမ်းပြီးကားဝတရွေ့ရွေ့တက်သွားချိန်မှာတော့ကျွန်တော်ကလေကလေးစီအပြေးကလေးသွားပါတယ်။လေကလေးကသူ့နေရာဝလုံးကကိုင်းလေးမှာပဲနားနေပြီ။လေပေါ်မီးဖို့လေးကမင်းရဲ့တောက်က မိကုတ်တလူလူလွင့်နေပါတယ်။လှေရှင်ကမိဖို့ပေးမှာပဲတလုံးလုံးအရေးအဖြစ်မြင်နေရတယ်။ကျွန်တော်ကရေစက်တီဆင်းပါတယ်။လှေကလေးအနားထိကတ်တယ်။လက်ထဲကကင်ထားသော15ကျက်တန်လေးနှရွက်ကိုလှေကလေးစီကမ်းပေးရင်ဦးလေးကြီးဦးလေးကြီးဘလုံးမမအောင်မိပါနဲ့ကျွန်တော်တို့စိတ်ရှိလက်ရှိကုညာကျေးဇူးတင်ပါတယ်။ဦးလေးကြီးတို့ကလက်ဖက်ရည်ပေါ်ယူပါအောင်လို့ပြောလိုက်တော့ပတ်စိုးခြုံကြမှာလက်တစ်ဖက်က ကျွန်တော်စီလန်းလာပါတယ်။ 15ကျက်တန်လေးနဲ့မြောက်ကိုရေထဲမကြအောင်သူ့လက်ထဲသို့လှမ်းထည့်အပြီးကျွန်တော်မျက်လုံးတွေပြဝေသွားပါတယ်။ဖြက်ခနဲ့သူ့မျက်နှာကိုလှမ်းကြည့်မိလိုက်ပါတယ်။ထင်းမိဖို့တဲ့မီးရောင်ကမျက်နှာကိုမြင်မြင်ထင်ထင်ရှိစေဖို့လုံလောက်ပါတယ်။လှေရှင်ကလည်းလှမ်းကြည့်ရဲပြုံးရတယ်လို့ယူဆပါတယ်။ကျွန်တော်ခြောက်ခနဲ့လှည့်ထွက်တဲ့လှေရှင်က15ကျက်တန်လေးတွေကိုလုံကြီးတဲ့ထိုးထည့်လိုက်ပါတယ်။ကျွန်တော်ရေထဲတဝန်းပြေးလိုက်ပါတယ်။တဲတော်ပြင်ပေါ်ပြေးတယ်။ ကမ်းမော်ပြည့်တက်တယ်။ထမင်းတုပ်ဆန်နေတဲ့အပြေးရောဝင်ပါတယ်။အဖော်တွေကဘီယာဖို့တွေတဖောင်းမှဖွင့်နေပါတယ်။ရှေးကဖန်ခွက်တွေထဲဘီယာတွေလောင်းထည့်တယ်။အမြုပ်တွေစုကနေတက်လာပါတယ်။တက်ခွက်နှစ်ခွက်သုံးခွက်လေးခွက်ကိုင်းလာမဲ့နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတွေမှာတေချာပေါက်ရလာအောင်မဲ့စုတွေဒေါ်လာအတွက်ချီးရကျွန်တော်လည်းဘီယာခွက်ကိုရောင်ရဲကိုင်ကဖန်ခွက်ချင်းတက်လိုက်ပါတယ်။ အဖော်ဆိုရဲမျိုးလုံးတွေကဘီယာခွက်တွေကဘီယာမြုပ်တွေထဲစူးစိုက်ကြောက်ချထားပါတယ်။စီးကရမီကုန်းငွေတွေမှုန်ထူလာပါတယ်။သူတို့အမြင်မှာဘီယာမြုပ်တွေထဲကလောကနနာနေဝင်တပ်ပုံတွေတစ်ဖက်ဖက်ပေါ်နေပါတယ်။စုတစိတ်တွေတစ်ဖက်ဖက်ပေါ်နေပါမယ်။ပြီးတော့စုအပြေကင်မရာအစ်တွေဒေါ်လာတွေဒေါ်လာတွေဒေါ်လာကြီးတစ်ထပ်ပြီးတစ်ထပ်ပေါ်ပေါ်လာမှတည်ကြပါတယ်။ကျွန်တော်မျက်စိထဲမှာတော့ကျွန်တော်ဘီယာခွက်ပြန်ချလိုက်တယ်။ခက်လက်လက်မှာ ကျန်းဦးရီကျော်နေရဲ့ဆိုင်ရှင်ကိုအောင်မင်းတို့လေများစီထထားပါဗျ။လေရှင်ကြောင့်ခတ်တုတ်မေးကြည့်လိုက်တဲ့ကိုအောင်မင်းက "तू ကကြပြီဗျ။ဘယ်စားတိမှန်းမသိဘူး။ဒီလေကလေးနဲ့ဒီမှာပဲဇက်မြုပ်နေပုံရတယ်။ဘယ်သူမှလည်းဒုက္ခမပေးဘူး။ကိုင်းနဲ့တတိတိနဲ့လည်းခူးဆော့စာငါးကလေးပစုံကလေးဖမ်းပြူစားနေရ။သူ့ရဲ့သူကမဖို့ပေးရင်တော့ယူတယ်။အင်မတန်အကြက်တဲတွေ့ရင်တော့ရွာထဲဝင်တောင်တက်ပါရဲ့။အင်း အခုတလောတော့ရွာတဲ့ခဏခဏတွေ့နေပါရဲ့ဗျာလို့ပြောပါတယ်။ကိုအောင်မင်းကကျောက်ဥကျော်ရီဘီယာဝိုင်းသွားချတယ်။ကျွန်တော်ကဝိုင်းမှာပြန်ထိုင်နေ။အဲ့ဒီညဝိုင်းသိမ့်နေအထိကျွန်တော်ရှိကဘီယာခွက်က အရာမယွင်းသေးပါဘူး။အတော်ကြီးမိုးချုံမှာလောကနန္ဒာပြားကပြန်มาတယ်။ဆန်ကလေးကနေ ကားထွက်ပြီးကန်နာရောက်တော့ရေစိတ်ကိုလမ်းကြည့်မိပါတယ်။လေကလေးမှာမိအောင်လဲလဲမြေယာဆဲဖြစ်ပါတယ်။ဂျပန်ပြည်ရှိ ကဘာကျော်ဖနင်ကုမ္ပဏီကြီးရဲ့အခန်းတစ်ခန်းထဲကဓာတ်ပုံပညာရှင်များရဲ့မျက်စိမှာတော့မြန်မာပြည်ကလောကနဏနေဝင်ချိန်ပုံလေးကိုမျက်စိကျနေရာကြောင့်ပရိုဂျက်တာဖြင့်အကြိမ်ကြိမ်ထိုးကြည့်နေကြပါတယ်။တောင်ချိုးကလေကလေးနဲ့နေလုံးနီနီကိုတဖောက်ဖောက်ပြောမဆုံးဖြစ်နေကြပါတယ်။မြန်မာပြည်ကဓာတ်ပုံဆရာမှာတော့ထိုးပုံလေးကိုမြင်မိလေတိုင်း15ကျက်တန်နေရွက်ကိုဖြတ်ကနေဆွဲယူလိုက်တဲ့တွေးပြီးတဆူဆူနဲ့လက်ချောင်းမဲ့လက်ဖွား ထင်းမီးပိုလေးမှာရေဆိုလက်စာပစုတ်ကိုလက်ဘွားအယုနဲ့ထိုးကထိုးကမိခင်နေရဲ့ထူအန်းအန်းနဲ့ရွက်နှက်ခမ်းနဲ့နှက်ခေါင်းမဲ့မျက်နှာရှင်လှေကလေးအရှင်ကိုပဲတရိယာနေပါတော့တယ်။ဆိုင်းစရာစူးငတ်ရေးသားထားတဲ့လောကနန္ဒကမ်းမကလှေကလေးဆိုတဲ့ဇလန်းလေးရဲ့အစာဆုံးတင်ဆက်ပေးခဲ့ဖြစ်ပါလိမ့်ရှင်။ဇလန်းလေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။နောက်နေ့မှလည်းဘလို့ဇလန်းလေးတွေကိုတင်ဆက်ပေးမလဲဆိုတာ ောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။နားဆင်အားပေးကြတဲ့ပရိသတ်များအလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။